သခိုးအားပေးအာတချို့ကလည်းဗာပြောကြလို့စင်အုံနှောက်မရှိဘူးပေါ့ဒီသခိုးမကြီးอ่ะတော့ရခိုင်နော်အမျိုးမျိုးပြောနေကြတယ်အမျိုးမျိုးပြောနေကြတယ်ကိုလည်းတစ်ခါလေးသိထားလားဝင်ပြောချင်းလားဝင်ပြောချင်တော့ဗာလောက်လဲဆိုတော့တော့တယောက်လာလည်းနေမပြောဘူးလားလို့ကိုမပြောဖြစ်လည်းမကောင်းလို့အခုပြောပြန်ဒီ တခိုးကိစ္စကလူတွေကလေပြောကြတယ်ဟာ तू မရှိလို့ तू ခိုးတာ तू အဆင်မပြေလို့ तू ခိုးတာပြောကြတယ်ဒါဆိုရင်အဆင်မပြေတမ်းခိုးရမယ်တရခုမီရမယ်အဆင်မပြေတိုင်းခိုးကြည့်ဆိုရင်မရှိစင်ရတာတဲ့အကောင်လုံးကတခိုးဖြစ်ကုန်ပြီအဆင်မပြေတိုင်းခိုးရဆိုတော့လက်မခံဘူး မပြေလေလို့ခိုးတာလေလက်မခံဘူးအဲ့တော့ခိုးတဲ့စိတ်ရှိတဲ့သူခိုးတာဟုတ်လားဒီတော်ကြီးကအစင်မပြေလို့ခိုးတယ်ပြောတယ်ဝမ်းရည်အတွက်ခိုးတယ်ပြောတယ်ဆိုရင်သူခိုးကြံစီကဆန်ရှင်ကဗာပြောလဲဆိုရင်တော့လေသူလက်ဒေါ်လာထပ်ဒါကိုဆန်ရှင်ကဟိုမောက်မာတယ်ဗာညာပြောအဲ့ဒီဆန်ရှင်နေရာမှာရော မိမိကိုယ်တိုင်သာစင်ဘလို့နေမလဲတခိုးတော့ကိုကပတ်စံတသားကိုသွားပြီးလှူခဲ့တာမဟုတ်ဘူးကိုပတ်စံကြားပြောက်လို့သူကပြရတယ်လည်းမဟုတ်ဘူးဒါတမင်တကာနဲ့ဆိုင်တဲဝင်ပြီးခိုးတာဒီတော့ဆိုင်ရှင်ဘက်ကနေကြည့်နေဒေါ်တာထွက်တည်တယ်ဒါမဲ့ဒီတိုင်းမဲ့တခိုးမိလို့လွတ်လိုက်ရောဆိုင်ရှင်ဘက်ကသူအလားတမထောက်အာနေဘူးဒါမဲ့လူတွေပြောကြတယ် ရှင်ကမောင်းမာတယ်ဇယိုက်ချင်ရတယ်ဒါကပြိတ္တရဲ့ဝေဖန်တံပေါ့အဲဇရာထဲမှာဒီတခိုးကြီးမိပြီ ခလေးကိုဟုတ်ခလေးပါတော့ခလေးကိုဗန်းပြပြီးတော့မလုပ်လဲခလေးနဲ့ခိုးတဲ့ဘောခလေးပိုင်လူတွေညာတာမဲ့ဘောဆိုတော့ဒီခလေးကိုနေဘူးလှမ်းတဲ့ချိန်မှာရောဒါလည်းဆိုင်ရှင်ကနည်းနည်းပါးပါးလုံတယ်ဒါပေမဲ့ဆိုင်ရှင်အနေနဲ့ဒေါတာထွက်တဲ့အတွက် ဒေါ်လာချက်မှလှုပ်လိုက်တဲ့အရာအဲ့တော့ဒီကိစ္စမှာပြောချင်တာအခုစရင်ဒီခိုးမကြီးကအိမ်မနေနေပြီးတော့နိုင်ငံကျော်တဲ့ဆယ်နိုင်ငံကျော်တဲ့ဆယ်လီပရဟိတတွေကအခုစအလှူဒန်းတွေလှုပ်နေပြီဒါဆိုတခိုးအားပေးတယ်လို့မဖြစ်နေဘူးလားနည်းနည်းများလွယ်နေလားပေါ့ဒီတော့ပြောချင်တာကမှအာဒီအကိုဂျုံလွယ်စရက်သူလှူလိုက်တယ်ဒါသူပြောပါတယ်သူပတ်ဆက်နေသူလှူတာလေကျွန်တော်လည်းဘာမှမဆိုင်ဘူး ူပ္ပဆန်နဲ့တူလို့ဆိုကျွန်တော်တို့ကဘာမှမဆန်ဒါပေမဲ့ကျွန်တော်တို့ကလေလူဖြစ်တော့ပြောရတယ်ဒီအကိုဂျွန်လွင်ရောဟိုလှိုင်းတရာကဆယ်လီကိုကြီးပရာဟိတတဲ့အကောင်လုံးသူ့မှာရှိတဲ့နေပြန်သူကအသူ20မကလို့အသူ30ဖြစ်ဖြစ်သူ့မှာရှိတဲ့နေပြန်သူဆက်ပေးလိုက်ဆက်ပေးပြီးရင်အကိုဂျွန်လွင်အိမ်မှာပဲအဲ့ဒီဒေါ်ရခိုင်ဆိုတဲ့အာတခိုးမေတော်ကြီး ငါပြရဲ့ဆရာမပေါ့နော်ငါတပြရဲ့ဆရာမကိုခေါ်ပြီးတော့ဂျုံလွယ်အိမ်မှာပဲသမီးချခိုင်းအဝတ်လျှော်ခိုင်းခိုင်းလိုက်ဘာလို့လဲဥပမာဂျုံလွယ်ကသူများကို ငါတိုင်းပေးမစတဲ့သူ့ကိုဆက်ငါတိုင်းပေးလိုက်တလားသမင်းစရိုက်ကျွေးမွေးနောက်ဘုံလှိုင်းတရားကိုကြီးဆိုလဲဒီတုံးလာမှာဂျွန်လွဲခေါ်ပြီးလှိုင်းတရားအိမ်ကိုပို့လိုက်လှိုင်းတရားကိုကြီးအိမ်မှာလဲဘာလို့လောက်ပါဖနာတိုက်ချမ်းတိုက်ရေးစေးရေခတ်ဟုတ်သူများတွေကတလားတတိုင်းခွဲရတဲ့အိမ်ပေါ်ကိုအဲ့ဒီဒီဆယ်လီပရဟိတသမားတွေအဲ့ဒီဒေါ်ကြီးကိုခေါ်ပြီးအလုပ်ပေးလိုက်ဒါစင်သူ့သွားအလုပ်လည်းရပါမယ်သူ့ရဲ့လောက်အားကားလည်းရပါမယ် သူ့ဝတနာရစေအဲ့လိုလောက်ပါအခုဟာကဒီ line ပေါ်မှာတက်လာတဲ့အသက်80ဖိုးကြီး site ကနေနေကြတော့ဘယ်ပရဟိတမှာသွားပြီးမကူညီဘူးဟိုမှာအသက်80ကတည်လို့တည်လားမသိရှင်းလားမသိအသက်ကြီးလို့နေနေတာတို့ရက်ကွက်မှာအသက်90ကျော်စပင်းညက်တဲ့ဖိုးကြီးရှိတယ်လေအဲ့တော့တခိုးတခိုးလို့ပြောရင်လည်းနာတဲ့ပရဟိတတွေကလည်းရှိတယ်ဟုတ်လား ုံမှန်ကသူခိုးတဲ့အတွက်ခိုးမှုပြင်းမြောက်တဲ့အတွက်သူတွေပြစ်ခံရမယ်။ကဲအဲ့ဒီကလေးကိုရောသူငှားပြီးခေါ်လာတာလား။ကလေးမိခင်မသိပဲနဲ့သူယူတယ်လားအကယ်၍သူငှားပြီးခေါ်လာရင်ကလေးမိခင်လည်းဒီမှုတ်တော့ပါရမယ်ကလေးငှားတာရန်ကုန်မှာလေမြန်လို့ကလေးတငယ်တွေကျွန်တော်ကားစီးသွားမယ်လိုင်းကားစီးသွားမယ်အလှခံကြတယ်အဘယ်အမေမရှိဘူး အဲ့လာနေတော့ငါတို့ပညာသိပေးမယ်ဖုံးချမကောင်းကောင်းအပ်ပေးမယ်ဆိုဟိုးမှကျွန်တော်တို့မေးတဲ့ဘဒုကိုလက်ညှိုးထိုးလို့ဘဒုပြမှလည်းမသိဘူးအဲ့တော့ဒီခိုးတာကိုခိုးတယ်လို့ပဲလက်ခံတယ်ဘာလို့ခိုးတော့ပရာဟိတအိုးဖွဲ့စည်းတယ်လာလှူနေတာတော့အေးပြောလဲနိပ္ပစံပါလာလို့ပြောရင်လေငါပ္ပစံတော့မပါဘူးဒါပေမဲ့ပရိတ်တရားပြန်ငါကဝေဖန်မှငွေရှိတယ်ဝေဖန်မှလည်းဒီတို့ဒီဆယ်လီပရာဟိတတွေနာမည်ကြီးမှလေဟုတ်တယ်ဟုတ်လား အခုဝိုင်းလူလိုက်ကြတာအဲ့ဒါပြောမယ်သူတို့တွေက သခိုးကိုလှူတာမဟုတ်ဘူးတရားတဘောနဲ့တွေ့အတိတ်ဘဝတော့ကဒီသခိုးမိခင်မေတော်ကြီးငါတက်ပြရဲ့ဆရာမကဒီလူတွေအားလုံးဂျွန်လွေကအစဒီလှန်ကြရာ ကိုကြီးဆယ်လီ တပ်ပရိငါလီ ကိုလီ15လီတွေသူပတ်ဆန်စားသလိုဖြစ်မယ်ဒီဘဝလည်းကြရရောဟောသခိုးဘဝကလေတထေးဘဝဖြစ်တာတူပဲ အတိတ်ဘဝကဒေါ်ရခိုင်ဒီတခိုးမဲ့တော်ကြီးရဲ့ပတ်စံနေစားရကြလို့ဒီဘဝမှာ तू ခိုးရတော့မှနမဲပြက်တော့မှသူ့စီကအကျွေးတွေဒီဘဝမှာအခြေသာဆက်နေရတာတရားတော်နဲ့တွေးလိုက်အဲ့တော့ဒီဂျုံလွင်တို့ကိုဝေဖန်တဲ့လူတွေခိုင်သာရကိုကြီးတော့လည်းမဝေဖန်နဲ့တော့ကျွန်တော်ပြောသလိုပဲလုပ်လိုက်ဟုတ်လားတိုင်သက်တိုင်စဉ်လကကောင်းကောင်းဆယ်စားငါးစားပြီးပြီးတော့ကိုအလုလုခိုင်းလိုက်ပြီးလို့ရှိရင်သူ့လက်လောက်ရပါမယ် ဒါမဟုတ်ရလောက်ရမှာမဟုတ်တော့ဘူးစီရတိုင်းခိုးရစင်လေဒါလက်မခံနိုင်ဘူးဒီစကားဒုံမျိုးမှာတာမီးနှစ်ယောက်သုံးလှဲနဲ့သူ့မိတရားသူ့ခလေးနှစ်ယောက်သူ့ခလေးတော့ကြောင်းထားမလားဒါပေမဲ့သူ့ခလေးနှစ်ယောက်သတ်သူဘာလို့လဲသုံးလှဲသုံးပြီးတော့အမိုက်ကပလုံးကပြီး तू လောက်စားနေတာနော်ဒုံတမီးဆက်မှာအဲ့လိုရှိတယ်သူကခိုးစရန်ဆိုရင် तू ခိုးစားနေကြပြီပေါ့ သူပလုံးကားတာမှာကိုယ့်အိမ်ရှိမှစီတာမိုက်ကိုတော့မှယူရမစဲသူခေါ်တာအခုခိုးခြင်းစိတ်ရှိလို့စိုင်တဲ့ဝင်ခိုးတယ်ကျွန်တော်လည်းကျွန်တော်ပြစ်စီတခုခုခိုးရင်ဖမ်းမိရင်လောက်မိမှာပဲလူလေဒေါ်ရရှိလေဒီတော့ဒီ social media ခင်မှာက line မော်တင်တာဟာစိုင်ရှင်ကစိတ်ပုတ်စိတ်ယုတ်စိတ်ညက်တယ်အေးအဲ့ဒီတရားပေါက်တဲ့လူတွေကိုယ်ဆိုင်ကိုခိုးခိုးတဲ့နေကြဘလို့မျက်နှာလေးနဲ့တရားပတိထိုင်နိုင်မလဲဆိုတာကြည့်အောင်မယ် ဟုတ်လားစင်းရဲတဲ့ကျွန်တော်တို့လည်းခြေနေမဲ့ဘဝနဲ့တတ်ခဲ့တာပဲဟုတ်လားစင်းရဲတိုင်းခိုးမဆိုရင်မရအခုကျွန်တော်မြို့မှာဆိုရင်ခြေမတန်ဘူးပိုလီယိုဖြစ်နေတဲ့တွန်းလှဲတဲ့တော်သူမနဲ့မလို့ကြိုက်ဖီချယ်လေးနဲ့စိုင်တိုင်းဝင်ပြီးသူလှခန့်တယ်သူ့မှာလေညနေကြိုက်စားကြတယ်စုံလို့ဒီတော်ကြီးကကြောက်ကတဲ့လည်းမဟုတ်ဘူးကင်စားတဲ့လည်းမဟုတ်ဘူးလေဖြတ်တယ်လည်းမဟုတ်ဘူးပိုင်သက်ကြော်လို့လက်ပြတ်တယ်လည်းမဟုတ်ဘူးဟုတ်လားမန္တလေးကနေ စုံအနာမကြမ်းစင်းလာတဲ့ဒေါ်လည်းမဟုတ်ဘူးခိုးကြဲရှိလို့ခိုးတာအဲ့ဒါတခိုးကို ပရာဟိတလှူတယ်ဆိုတော့ကနားလည်းပေးလိုက်အတိတ်ကသူ့ပစ္စည်းယူထားလို့ဒီဘဝမှာလာဆက်တယ်အဲ့လိုပဲသူမလို့သူများလှူကိုဟုတ်တယ်မတခိုးအားပေးနေမြေမကောင်းဘူးတခိုးကြရတော့အားပေးကြတယ်ဆန်ရှင်ကြီးကြတဲ့နှိပ်ပြောတယ်ဟုတ်လားအခုဈေးရောင်းသမားကသူ့ဆိုင်မှာပစ္စည်းတစ်ခုခိုးကြည့်သူ့ဒေါ်ရထွက်မယ်ခိုးလို့လေသူ့လှူတာမဟုတ်ဘူး လှူတဲ့ပတ်စံကလေတသိန်းကျော်စီတိန်းတရာကျော်ပါပါစေအလှကလှူအလှအပေါ်မှာဒေါတာမထပ်ဘူးကိုယ်ဆိုင်မှာလေအသားမဟုတ်တော့တော့ဝေမခိုးနဲ့ကျွန်တော်တို့လည်းဈေးရောင်းခဲ့ဘူးတဲ့ငယ်ရွယ်ငါဟုတ်လားအမေစင်လေတားသမီးတွေများလို့ဈေးရောင်းတယ်မပြေလည်တနေ့ချိန်နေစံကိုဘူးနဲ့ဝယ်ပြီးစားခဲ့တဲ့ကျွန်တော်တို့ကကျွန်တော်တို့မေးပါဖြစ်မခိုးခဲ့လေပြောတခိုးစိတ်တည်းမရှိတော့မခိုးဘူးကုံရောင်းကုံဝယ်လောက်တယ်မရှိရင်ချီးမဲ့ငန်းမဲ့ တရောင်းစားရမှာဒီလိုဘယ်သူမှဝိုင်းမရဘူးဟဲ့နေတောင်းစားရဘယ်သူမှပြောဘူးအခုခိုးမှခလေးပန်းပြရတယ်ကဲဒီခလေးကအကယ်၍သူငားလာလို့ဆိုရင်ခလေးရဲ့မိခင်နဲ့တရားဥပဒေဘောင်နဲ့ညစ်ပြန်ပြီအခုဆိုင်ရှင်ကိုပဲပြစ်မတင်ကြနဲ့ကိုကိုတိုင်းကုံစုံဖွဲ့ကိုကိုတိုင်းဈေးရောင်းကြည့်ကိုကိုတိုင်းဈေးတဲ့ဖြစ်တဲ့အခါကျရင်ဒီသူများတဲ့တခုခုခိုးွားတဲ့အရာကလေတရားနဲ့ဖြစ်မနိုင်ဘူးအတားမဟုတ်တထုတ်ဘလာမဈေးမရှိဘူး တောင်းရအဲ့ဒီလူမတောင်းဘဲနဲ့ခိုးဝါကြီးဒေါရထွက်မယ်ဈေးရောင်းနေတာလူပုရုษင် သောရပန်တည်တဲ့အရိယာတွေမဟုတ်ဘူးဆိုင်ရှင်တွေဟုတ်လားဒီလူတဲ့ကိုတို့လည်းပြောမယ်လှူဒါန်းတာလေးတွေမှားနေတယ်ဟုတ်လားပြီးရင်အေးအကိုတို့လှူတာကိုပတ်ဆန်နဲ့ကိုလှူတာကျွန်တော်တို့ကလည်းပြိတ္တဖြစ်တဲ့သူလူဖြစ်တဲ့သူဝေဘာမှန်ခွင့်ရှိတယ်ပြောမှန်ခွင့်ရှိတယ်ဒီတော့ तू อ่ะ တခိုးခိုးတာမဟုတ်ဘူးတဲ့သခါသခါခိုးနေတာအဲ့တော့သူရဲ့ဘလို့ခိုးခိုးသူရဲ့အချောင်ယူလုံမှုစိတ်ကရှိလို့ဒီလိုပြဿနာဖြစ်တယ်အကယ်၍သူကစိုင်ရှင်နဲ့ဝင်ပြီးတော့အော်ကျွန်တော်ကျမတို့တနာပါအောင်အလူငွေလေးထည့်ပေးစင်ရောဒါသူပြောလို့တတ်ရင်ထည့်ပေးမှာပဲစိုင်နိုင်ကနေ့တိုင်းသူတောင်းစားကြည့်ဒီကလေးနဲ့ဘယ်သူမှတခိုးလို့သူမဆွဆွဲဘူး အခုမှထိတဲ့ခါကျမှပဲလေဒီပရဟိတတွေကလေဒုမြမပြာဖြစ်သိတာအကယ်၍တခုခုဖြစ်နေအဲ့ဒီလူတခေါ်ဖြစ်နေပါစေဘာဖြစ်ဖြစ်ဒီလူတွေကသွားကြတယ်ဘာတလောက်တယ်ဆယ်လီတွေလေလိုက်ရမယ်အသေးရမယ်အခုကျွန်တော်ပြောနေတာစပါကြည်တဲ့လူရှိမယ်ကျွန်တော်လိုက်ပေးတဲ့ရှိမယ်မကြိုက်တာလည်းရှိမယ်ကြိုက်တာလည်းရှိမယ်လေအဲ့တော့ဒီကြရင်ဒီ ပါတခိုးမယ်တော့ငါတပ်ပြားရဲ့ဆရာမကြီးကဘာဖြစ်လဲသိလားဆယ်လီလောကရဝင်လာမယ်အင်တာဗျူးလာမယ်အမအလုပ်တင်တဲ့လွယ်သုံးစားလုပ်တဲ့သူကဆိုင်ခေါ်ခိုင်းရိုက်မယ်ရိုက်ရင်လည်းရွှေတစ်ဆယ်ချက်တာလည်းပြဝဲပြီးွားရတဲ့ဆုံးမပြီးတော့လားအဲ့တော့ဒီပြေတနာကိုဖြေရှင်းချင်တာပြောပေးမယ်တေအချက် ဟုတ်လားဒီပြဒနာဖြေရှင်းပေးမယ်ဆိုတာကတိချက်တို့တွေက သူခိုးတဲ့အတွက် သူပြစ်ဒဏ်ရှိတဲ့သူခံရမယ်ဥပမာနောက်တစ်ခုကဘာသိတရားရပါလဲဆိုရင် ကိုယ်ဆိုင်ထဲမှာဖြစ်စီကိုဒီလက်လို့စပယ်မလောက်ရအောင်ဥပဒေဘာမလဲရှိတဲ့အတွက်ရဲစခန်းကိုအိုက်ရမယ်နော်တောင်းချက်ဒီအဖွားကြီးကသူခလေးကိုငှားလာတာလား ခေါ်လာတာလားဒါရဲစခန်းမှာရှင်ရမယ်ဆယ်လီတွေဝေရှင်ရမယ်လို့မဟုတ်ဘူးဆယ်လီတွေကဥပဒေကိုင်တာတော့မဟုတ်ဘူးရဲစခန်းမှာရှင်ရမဟုတ်ဘာတွေလဲလျှောက်ကန်တာတော့ဟိုလှိုင်းတရားကိုကြီးဆိုအမလေးကစီးကစီးနဲ့ကြည်နေတယ်ဟိုဘာလဲငါကြည်နေတယ်မပြောရဘူးဆိုတာဒီနေ့ပြောပြောပါငါလောက်လို့မဟုတ်ငါတော့တပြားလူတာမဟုတ်ဘူးဒါပေမဲ့တခိုးလူတာကိုအာမပေးဘူးဟိုမိဘမဲ့ကြာမှမျက်လုံးမမြင်တဲ့ခလေးတွေကြာတော့ဒီဆယ်လီတွေမမြင်ဘူး ဒီခိုးမကြီးကြတော့ဘာလဲသိတာအရင်ကငါတက်ပြားကခိုးပြီးရင်မရှိစင်ရတာကိုဝေးတယ်ငါတက်ပြားကမျက်နှာလေးစုပ်ပြီးမှခိုးတာအခုကအလေးတောက်လို့မိလို့ငိုပြရတာဆိုတော့ငါတက်ပြားရဲ့ဆရာမငါတက်ပြားရဲ့မေတော်ကြီးတို့နဲ့ပေးတာလေအဲ့တော့ ဒီ live ကိုကြည့်ရင်လည်းကိုဂျွန်လွန်ရဲ့တပည့်ရှိမယ်၊လှန်တရားကိုကြီးရဲ့ဖောက်တဲ့တွေရှိမယ်ဆိုရင်ဒီ live လေးကိုတစ်ချက်ပြလိုက်ပါကျွန်တော်အကြံဉာဏ်ပေးချင်တာအကယ်၍တူတာအလုံးလုံးစားချင်တယ်ဆိုရင်ဒီခိုးတဲ့စိတ်မရှိဘူးနေပြန်တို့နေပြန်တို့20 30စာဖြစ်ကလေးကလူတယောက်မှစီကန်ရှိလို့ဂတိတည်ရင် လူတိုင်းပတ်စံချီးပေးတယ်ဟုတ်လား ဒီငွေတော့20 30နဲ့သူပြဿနာတတ်နေတယ်ဆိုရင်သူ့ရဲ့ကျိုးဝိုင်းရော့ပြီးလိုက်သူကအလုံးလုံးချင်းစိရှိတယ်ဆိုရင်ကိုဂျွန်လွန်အဲ့မှာပဲခေါ်လိုက်သမင်းချမ်းဟင်းချက်ပြလောက်ခိုင်းလိုက်အဝတ်လျှော်ဘာညာပြီးလို့ရှိရင်သူများကကိုဂျွန်လွန်ကိုခေါ်လို့ရှိရင်တသိန်းခွဲပေးရမှဟာသူ့ကို10သိန်းပေးလိုက်လာကဟုတ်လားအခုအဲ့မှာနေရင်လည်းပတ်စံ5သိန်းဝင်ပြန်ပြီး ဘလို့စိုက်နေမြာပရာဟိတတာတခိုးအားပေးဖြစ်နေတာတော့သိချင်တာပြောရင်လည်းကက်ကက်လမနာရောနားတယ်သူတို့တွေကအဲ့တော့ခါကြပရာဟိတဆိုလိုဝဲနေတယ်ဟုတ်လားနောက်နောက်ဆိုရင်အဲ့ဒီပရာဟိတအဲ့ဒီတခိုးခိုးတဲ့နေ့ကြိုက်တယ်တရားပေါက်နေမလားဒေါတာမထောက်ဆိုတာကြည့်အောင် ဲ့တော့ပြောချင်တာကဒီကိစ္စကျွန်တော်လုံးမဟုတ်ဘူးပြိတက်လောက်လုံးမဟုတ်ဘူးဝေဖန်ချင်တာကကျွန်တော်အလုပ်ကျွန်တော်ဝေဖန်ချင်တယ်ဒါပေမဲ့တခြားကိစ္စမဝေဖန်ဘူးအခုစတို့တက်မဇက်မျိုးမှလည်းဒီမှာ live လွှင့်လို့ရှိနေတက်မဇက်ကလူတွေလည်းရှိမှာတက်မဇက်မျိုးမှလည်းတလားတစ်ကြိမ်အမချမရေးသွဲဆိုပြီးစေးစားရတအုပ်နဲ့လေဒီလိုလေဒီမှာကျမစေးစားရပါညာပြရတယ်ပြရတယ်နော် ပြပြရင် तू อ่ะตละတစ်ချိန်မြဲတဲ့စေကုတ်နဲ့ခြေလက်ကောင်းတယ်ဘာကောင်းတယ်သူ့ကို200ထဲ तू မอยู่ဒါပေမဲ့ तू じゃတော့သခိုးစီးရင်တော့မပါဒါလိန်ပြီးတောင်းစားတာသခိုးမဟုတ်ဘူးကိုကြိုက်တယ်ကိုမကြိုက်မထဲ့ဘူးဗောအကူကဝင်ခိုးတာလေသခိုးသခိုးလို့ပြောရင်လေโฮเซลีปราหิตတွေကလည်းနာသေးတယ်တခြားปราหิตလောက်เสียလေရက်ွက်မှအများကြီးမရှိစေရဲ့ဒါတွေ ဒီလိုနာမည်ကြီးလို့ရှိရင်လေဝိုင်းပြီးသွားကြစုပြီးမေးကြအခုငါ့ကိုလည်းကူညီပါအောင်ငါလှမ်းကြရသွားမလို့အဲ့ဒါ KP နဲ့လမ်းစိတ်ထက်အဲ့တခိုးမဲ့တော့ဂျီကိုငါလည်းသွေးမလို့ငါလည်းဆက်လီဖြစ်အောင်တကယ်လို့အဲ့ဒါလည်းရတယ်များကြီးနော်အလူတန်းကလေသူလူတာသူပတ်စံသူကူးတို့ရတယ်ဒါမဲ့အဲ့ဒီလှိုင်းတရားကိုကြီးတို့ကိုဂျုံတွေကတရားနဲ့ချိလို့ရှိရင်အတိတ်ဘဝကဒီတော်ရခန့်ရဲ့ပစ္စည်းကိုယူပြီးအကျွေးမပေးလို့ ဟုတ်လားတချင်းရှိတယ်နော်စင်းရဲချင်းလိုကင်းအောင်အဲ့ဒီတချင်းလေးလူမွဲတွေကတသေးဖြစ်မီမနှေးဖြစ်တော့မီဟာအခုမွဲချင်တဲ့လူကပြုံးစားတသေးဖြစ်ပြီးတော့ကြိုင်တာဆယ်လီဖြစ်တော့မယ်မြို့တွေရွာတွေဓာတ်ပုံခေါ်ပြီးရိုက်တော့မယ်ဘလောက်ပြောစရာကောင်းလဲတခိုးမဆယ်လီဆယ်လီတခိုးဝဟဟုတ်တယ်ဟုတ်လားအဲ့တော့အလှူဒါန်ကိုကောက်ကွက်တော့မဟုတ်တော့ကျွန်တော်ကလည်း ပရိသတ်တွေပြောတယ်နေပါဖြစ်လို့ဘယ်ပြောလဲလို့ကိုလည်းကိုပရိသတ်နဲ့ကိုပဲကိုက10လီတော့မဟုတ်ဘူးစောက်ယူအဲ့ဒါနားထောင်တဲ့ပရိသတ်တွေရှိတယ်လေကိုပရိသတ်နဲ့ကိုဆိုတော့လည်းပြောရတာမယ်အဲ့တော့တခိုးမလုံနဲ့တောင်းစားပါတောင်းစားကိုသူများမလှူရင်သူမစားရအောင်ဒါမဲ့သူစီနာမည်ပြတ်မဟုတ်တခိုးမဟုတ်တဲ့အတွက်ဥပ္ပါဘာလဲ မိတဲ့အခါကျတော့ခလေးကိုဗန်ပြရပြီးတော့အဆိုင်ရှင်ကခလေးမတနာဆိုတော့မတနာစရာမဟုတ်သူ့ရဲ့ဒေါသကိုနားလဲပေးရမယ်လူဖြစ်တဲ့အတွက်နော်ဤကုံချုပ်ပြောချင်တာကသူဒီပစ္စည်းခိုးသည်ဒါကြသခိုးမဟုတ်ခေါ်သည်သူဒါအလောက်လောက်လို့ခိုးခြင်းစိတ်မရှိရင်ဘယ်တော့မှမခိုးပါခိုးကြစေရှိလို့လေတောက်ချင်းလို့ခိုးတာအရင်ရင်ကတည်းကခြေလက်ကောင်းနေပါရက်နဲ့သူလောက်လောက်နေဒီတခိုးခိုက်ရတယ်သူဖြစ်เสียမလို့အဲ့လိုလိုက်တော့ ဒီနောက်တစ်ခုကနီကုံချုပ်အဲ့ဒါပဲဒါပြီးလိုက်ကြကြလွှင့်မကောင်းဘူးပရိတ်သတ်တွေကြားမှလည်းနောက်တစ်ခါကိုရွက်ကွက်ကတခိုးတွေ့နေရှစ်ခိုးနီခိုးပါနီခိုးမလဲငါ့ကိုဒုက္ခမရှာပါနဲ့နော်ပြီးရင်တခိုးတွေဖမ်းမိရင်ရိုက်အမျိုးနေလှမ်းအဲ့ဒါဂျုံလွင်လာမယ်လှိုင်းတရားကိုကြီးလာမယ်ဟုတ်အဲ့ဒါနော်ပစ္စည်းပြောက်တဲ့လူတွေစင်တယ် ဲ့လိုလောက်လိုက်တော့မထူးတော့ဘူးဟမ်တခိုးခိုးတဲ့ပြောရင်လည်းမခံကျင်တဲ့ဆယ်လီတပ်ပရိတွေကိုလည်းဒီကနေပြောလိုက်မယ်တခိုးပရာဟိတတွေလို့ပြောလိုက်မယ်အဲ့လိုပဲပြောမယ်နော်တခိုးကိုလှူတာစိုင်ရှင်ဘက်လည်းလည်းပါငှဲ့ညာပေါင်းသူစိုင်ပိုင်ရှင်ကသူအလှူတမ်းမလောက်တော့မဟုတ်သူပစ္စည်းခိုးရတာလေငါရမငါအိမ်ဖဏတယံပြတော့ငါဒေါ်ရထွက်တယ်ဟာကိုလှူလိုက်တာမဟုတ်ဘူးလား ဲ့ပြဖန်းထားတာလေဘဒူလာလေတို့လာလေမမသိဘူးမိုးလေးကြတာဒီဝယ်လာတဲ့ဖနက်ကအကောင်းနှစ်ခါပဲစီးရတာအော်တခိုးခိုးရတဲ့ဖနက်ကိုလေငါမလေးဝမ်းနေပူဆွေးစိတ်မကောင်းဖြစ်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာခိုးတဲ့အချိန်မှာငါပြင်မတော့ရင်ဒီကဖွာကြည့်တဲ့စိုးမှာအဲ့ဒီမှာအော်ရန်နာပရဲကောလောက်ပြီးမှကို၆တဲ့ကြာကြာပြန်နာမှရှိမယ် ပရိကင်နေတာမဟုတ်ဘူးဇေယံနေတာစီဝါရေးချနေတာလူတန်းလောက်တာမဟုတ်ဘူးအဲဒိုးတွေလည်းစင်ရဲခဲ့တယ်ဒါပေမဲ့ဒိုးမေတွေသူများရဲ့ပြစီမခိုးခဲ့ဘူးစင်ရဲတော့လည်းတတ်ခဲ့တဲ့ဒိုးတွေစ조사ရတာအခုထိဟိုစင်ရဲတိုင်းကခိုးမဲ့ဆိုရင်အကောင်လုံးစင်ရဲတမားရဲ့80ရာခန့်တခိုးတော့ကလို့ဖြစ်ကုန်ပြီအဲ့တော့စင်ရဲလို့ခိုးတာမပြေလည်လို့ခိုးတာဟုတ်လား အကျိုးရောင်ရှိလို့ခိုးတာပဲတော့မှလက်မခံအောင်ခိုးတာဒီခိုးတာပဲခိုးစိတ်ရှိလို့အလစ်တောက်ထင်စိတ်ရှိလို့သူအဲ့လိုလုပ်တာရန်ကောင်မြို့မှာဆွသွားလိုက်ခလေးတွေကတာမရစားတာမဟုတ်ပြင်ကိုဆယ်ပါတယ်ကြက်ကမိဖျားပွဲမလားအဲ့လိုပဲအဲ့တော့အနောက်ကနေလေတတိုင်းကြီးတစ်ခုရှိနေရမယ်အဲ့မျိုးလောက်လောက်တည်းဒီခလေးငယ်ဒီကို ခိုင်းတဲ့ရန်ကုန်မှာအဲ့မျိုးဆိုတော့အခု ကိုဂျွန်လေးရောပရာဟိတလှန်ကြရကိုကြီးရောအဲ့ဒီအဖွာကြီးကိုခေါ်တာပါကိုဂျွန်လေးအဲ့မှာတလာထားတမောက်တနှိမ့်စာကျောင်းနဲ့ချုပ်သမီးကျွေးထားအဝတ်စားဝယ်ပြီးအရာကုန်ခန်းမှာထားပြီးရင်ပရာဟိတလှန်ကြရကိုကြီးမှနေအဲ့မှာပရာဟိတစိတ်တွေကမလှူနေတော့သူ့ကိုအလုတ်ပေးတဲ့သဘောနဲ့ကိုမျိုးစေးအောင်မှခိုင်းပြီးလာကားတာပေးလိုက်တော့နော် အခုပြောတဲ့ကိစ္စမှာအမှားပါလေခွလို့ချပါမချိနဲ့လေကိုမမချိုက်ပြီလားဆဲကြပါချိုက်တယ်လို့ဆဲကြပါကျွန်တော်တော့ပြောပြီးွားပြီအားလုံးကိုချစ်တယ်အဲ့တော့မယ်နော်ကိုလို့တော့မဟုတ်ပြောရတယ်နော်ပတ်စံတတိုင်းမပြောနဲ့ပတ်စံတထောင်လူတရားကိုငါပေးလိုက်တယ်ငါလှူလိုက်တယ် ခွေးစားဝယ်ကျွေးလိုက်တယ်ဘာမှဖြစ်ဘူးရော့သွားတယ်အိမ်ကပန်းပွေးပွေးကစားသူများပေးလိုက်တယ်ဘာဖြစ်ဘူးအေးမခိုးနဲ့ခိုးလို့ရှိနေတော်တော်ဒေါ်ရထွက်တယ်လူကိုပစ္စည်းပြဖို့အော်သူကအကုန်သူခိုးတယ်ဗောဒီဖွားကြီးကမမိရင်တော့သူလွတ်သွားမယ်နောက်တစ်ခါတော့သူခိုးမှာပဲဟုတ်လား तू လောက်ခဲ့တဲ့အကြည့်ရှိနေလို့ तू လောက်ရဲတာလောက်ကြည့်ရှိလို့လောက်ရဲတာ လောက်ကြည့်မရှိတဲ့လူစင်မလောက်ရဲဒီကိစ္စအဲ့တော့မြ мян လှူပေးပါတခိုးမဲ့တော့ငါတက်ပြရဲ့ဆရာမဟောပရာဟိတအသိဉာဏ်မြ мян လှူပါဟိုမှာလိုင်းပေါ်မှာလေးမိပါမဲ့ချောင်းမဟုတ်မျက်လုံးလေးတွေကန်ပြီးတော့ဘိုးဘွားရိုက်ကြတယ်မှာတချို့စင်သမီးမစားရတဲ့တဏ္ဍတိဘာညာတရကအဲ့နေရာကြတော့ဒီပရာဟိတတွေကသမီးတဏ္ဍတလှူဖို့တော့မမြင်ကြဘူး အခုကဒီတခိုးမဂျီယိုဟာအင်တာဗျူးတွေကအဆလာတော့သူ့ဘက်ကကွယ်ပေးနေအောင်လက်ပူလက်ချမ်းမိတဲ့တခိုးကကွယ်ပေးတဲ့ဒင်းတို့ပဲရှိတယ်ဒါမဖြစ်နိုင်တဲ့စကားခိုးခြင်းရှိလို့ခိုးတာခိုးခြင်းမရှိတဲ့သူကဘာတော့မသူခိုးသူတောင်းစားမှငဲ့ငါပစီလွယ်လွယ်ရလို့လွယ်လွယ်ခိုးကြည့်တယ် အလစ်တောက်ကြည့်တယ်ဆန့်ရှင်ပြီးတော့ပြဿနာတက်တယ်ကဲဆန့်ရှင်မမိဘူးစေရင်အဲငါခိုးတာပြီခလေးတဲ့ငါကပါယူတယ်နောက်တစ်ချိန်ငါထက်လောက်အောင်မစရသူတူတူရှိကိုရှိရမယ်ဒီခင်မစစ်စစ်ဒီတက်လာတယ်သခိုးခိုးရမိလွလွယ်တယ်ခင်မသူမတွေးမိဘူးလားသူတွေးမိမှာပဲဒါမဲ့လောက်ဘူးလို့ပြန်ခိုးတာမမိရတော့နောက်ချိန်နဲ့ထက်ခိုးမှာပဲထက်ခိုးတဲ့တစ်ချိန်ချိန်တော့မိမှာပဲအဲ့တော့ ဆိုင်ရှင်အမကြီးနေရာမှာဈေးတဲ့အတိုင်းတစ်ခါလေကြရင်အဲ့ဒီခံစားချက်ကိုသိလိုက်မယ်တချို့ကဈေးတဲ့ရိုင်းနဲ့ဘာညာပြောရအောင်ကိုကိုတိုင်းကိုရဲ့အိမ်မှာပစ္စည်းခိုးနေတာလက်ပူလက်ချမိရင်လက်ဖက်ရည်တိုက်ပြီးတော့ပတ်စံပေးပြပြန်လို့မလားတော်ရနဲ့ဗမ်းမချင်းမရိုက်ကြဘူးလားပြောအမှန်တမ်းပြောရတာမှန်တဲ့စကားပြောလိုက်တာကိုဟောသူများမပြောနဲ့ ကိုယ်အိမ်ကပစ္စည်းပြောက်လာမှကိုတော်ရထွက်တယ်အလှူတန်းလောက်တော့မဟုတ်ဘူးပုံမှန်ကလိုက်ထွက်တာကဒီကိစ္စပြောဘူးကိုယ်လည်းမဟုတ်ဘူးကိုက သူများတွေဘီရီလာမီးပြောမယ်ဘာမီးပြောမယ်ညာမီးပြောမယ်ဒီကိစ္စလေအခုကကောင်းစင်နာမည်ကမြတ်တပ်ပြာသူရဲ့ဆရာမတခိုးမေတော်ကြီးအဲ့လိုမျိုးပြရမလားဘုရုမနှိပ်ပြောတော့မဟုတ်ဘူးနော် ထောက်ပြလိုက်တာပါအလုံးယေရှုတင်ပါတယ်ကောင်းသောညဇန်မှာလိုင်းပေါ်မှာဗီရီမီရှင်တဲ့သိချင်တဲ့အကြောင်းအရာတွေပြီးရက်ကတကယ်ဝင်လားမဝင်လားပြီးရအိမ်ဆိုင်ရောင်းဝယ်လေးတွေဘာညာတရကကွိကွမီးချင်လို့ရှိရင်လှမ်းမီးလို့ရပါတယ် YouTube channel ကနေလည်းမီးလို့ရတယ် Facebook ကနေလည်းမီးလို့ရတယ်အဲ့တော့ ဒီညတခိုးကိစ္စဆွေးနွေးပွဲကို ကျွန်တော်ဘက်ကနေပြီးတော့ဒီလောက်နဲ့တုံးသက်ပေးပါတယ်ကျွန်တော်တုံးသက်တဲ့ပုံမှာလှန်ကြရာကုကြီးပုံမှာလည်းအမားပိုင် ခွေလွတ်ပါကုကျွန်းလေးပုံမှာလည်းအမားပိုင် ခွေလွတ်ပါဒါမဲ့တခိုးတော့တိတ်နေတယ်အဲ့ဒီနေရာမှာလေယောက်ျားလေးချောချောရဖြစ်ကြည့်ကျွန်တော်ကတခိုးအဲ့ဒီခေါ်တာပါအဖွာကြီးဖြစ်တယ်လို့ဘာလို့မစားမပြောဘူးနော် နော်အဲ့နေရာမှာတငယ်ချောချောပြစ်ကြီးအိမ်ခေါ်ရမယ်အခုကိုကျွန်လွင်လဲအော်မိန်းကလေးဖြစ်လို့ပါမခေါ်ရအလုပ်ပဲပြောကြတယ်နော် ပြဿနာရှာတာမဟုတ်ဘူးကိုကျွန်လွင်ကိုချစ်လို့ဟွန်း